မေရိကန်ကစေလှုပ်ရှားမှုတွေကိုဆက်လုပ်ခဲ့ပြီးအမေရိကန်မရိန်တပ်ဖွဲ့ရဲ့ MV22 Osprey လေယာဉ်နဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုပါတိုရီကိုနိုင်ငံပွန်စီမျိုးကမာစီဒီတာပြည်ပြည်ဆိုင်ရာလေဆိပ်ကိုဒီဇင်ဘာလ1ရက်မှာပို့ဆောင်ပေးခဲ့ပါတယ်။ ဝန်ထမ်းတွေကဝန်ချီဆက်ဖောက်ကလေးတွေနဲ့ကုန်ပစ္စည်းတွေကိုချပေးနေပြီးလေရင်စင်းချိန်မှာမြေပြင်အဖွဲ့တွေက လေစိတ်ကိုစစ်ဆင်နေပုံတွေကိုရိုက်တာသတင်းဌာနရဲ့ရုပ်သံထဲမှာပြထားပါတယ်အမေရိကန်ဆိုရကဗင်နီဇွဲလာသမ္မတနီကိုလတ်စ်မာဒူရိုအပေါ်ဖိအားပေးနေချိန်မှာအခုလှုပ်ရှားမှုတွေပေါ်ပေါက်လာတာပါ ပြီးခရလာကမာဒူရိုကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်စီတိုတောင်းတဲ့ဖုန်းခေါ်ဆုံမှုတစ်ခုပြီးမှထရမ့်ကတောင်းဆိုချက်အများစုကိုညှင်းပယ်ခဲ့တဲ့နောက်ပိုင်းအမေရိကန်အာမခံချက်ရှိတဲ့ဘေးကင်းတဲ့ဖြတ်သန်းခွင့်အတွက်ရွေးချယ်စရာတွေကြီးမြောင်းလာတယ်လို့သတင်းရင်းမြစ်တွေကပြောခဲ့ကြပါတယ်။ ထရမ်ကဗီနီဇူလာလေပိုင်နက်ကိုလောကပိတ်ထားတယ်လို့ကြေညာခဲ့ပြီးအိနီချင်းပွတ်တိုရီကိုနိုင်ငံထဲကအမေရိကန်စစ်ဘက်ပိုင်ဆိုင်မှုတွေနဲ့အခြေခံစောင့်တွေကိုအကြက်တဲနဲ့ဆက်ဆက်နေတဲ့စစ်စင်ရေးတွေအတွက်ရှေ့ရန်ဘူအချက်အဖြစ်ပို့ဆောင်ရွက်လာခဲ့ပါတယ်ရှင်။